တရုတ်စူပါလိကလပ်ရှန်ဟိုင်းရှန်ဝါဘောလုံးကလပ်အသင်းရဲ့အိမ်ခွေးမှာမက်ရှလာ28ရက်နေ့အစောပိုင်းကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။မီးကိုနေ့လယ်ပိုင်းလောက်မှာငိမ့်တက်နိုင်ခဲ့ပြီးအသေးပြောက်ဒဏ်ရာရတဲ့သူတော့မရှိဘူးလို့လည်းမြို့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ရှန်ဟိုင်းရှန်ဝါဘောလုံးကလပ်အသင်းရဲ့အိမ်ခွေးပွဲစဉ်များလက်ခံကျင်းပရာဟောင်ကူးဘောလုံးကွင်းမှာမီးလောင်ကျွမ်းမှုဖြစ်ပွားတဲ့အကြောင်းရင်းကိုဆက်လက်စုံစမ်းဆဲရှိသေးတယ်လို့တော့ရှန်ဟိုင်းမြို့အစိုးရအဖွဲ့ကသူ့ရဲ့တရားဝင် Micro Blog စာမျက်နှာမှာရေးသားထားပါတယ်။နိုင်ငံပိုင်သတင်းအေဂျင်စီဖြစ်တဲ့ဆင်ဝါကဖော်ပြထားတဲ့ online ဓာတ်ပုံများမှာတော့အာကစားကွင်းရဲ့တောင်းတနေရာမှာမီးလောင်ကျွမ်း ်းခံထားရတဲ့ဓာတ်ပုံတွေကိုမြင်တွေ့ခဲ့ရတယ်လို့လည်းသိရပါဗျ။ရှန်ဟိုင်းရှောင်းဝါဘောလုံးကလပ်အသင်းဟာနာမည်ကြီးကစားသမားများကိုခေါ်ယူထားတဲ့ကလပ်အသင်းတစ်သင်းဖြစ်ပြီးပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းကအာဂျင်တီးနားကစားသမားကာလို့စတီဗတ်ကိုယူရို84သန်းဒေါ်လာ61.22သန်းနဲ့ခေါ်ယူခဲ့တယ်လို့စီနီဂေါတိုက်စစ်မှုတန်ပါပါနိုင်ဂျီးရီးယားရှေ့တန်းကစားသမားမာတင်ကိုလံဘီယာကွင်းလယ်ကစားသမားဖရက်ဒီဂွိုင်းတို့ဟာလည်းပါဝင်ကစားနေပါဗျ။ရှန်ဟိုင်းရှောင်းဝါကလပ်အသင်းဟာပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတရုတ်စူပါလိဂ်မှာအဆင့်၄နေရာရရှိခဲ့တယ်လို့လည်းသိရပါဗျ။